ခဲ့အားလုံးပဲမင်္ဂလာပါအဲဒီနေ့မှာတော့ကျွန်တော် unboxing လုပ်ဖို့အတွက်နောက်ထပ်ဖုန်းလေးတစ်လုံးရောက်လာပါတယ်ထုံးတယ်လိုက်မယ်ကျွန်တော်ဖုန်းမပို့လိုက်တာပါဒီဖုန်းက China version အနေနဲ့တော့ထွက်တာကြာပြီဒါပေမဲ့ကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာ global version ပေါ့နော်ဆိုတော့ဘာဖုန်းလဲဆိုတော့ Oppo ရဲ့နောက်ဆုံးထွက်အသစ် Find X9 Pro ကိုကျွန်တော်ဒီနေ့ unboxing လုပ်ပေးမှာပါဆိုတော့ဒီဖုန်းလေးရဲ့ဇင်းတော့တော့ဒီမှာပဲကျွန်တော်စာတန်းထိုးပေးလိုက်တယ်ဗောနော်တကယ်လို့ကွာဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် review နဲ့ကုညီပေးရဲ့ဖုန်းပါ page မှာတွားရောက်မင်းမြန်ဝယ်ယူအားပေးလို့ရပါတယ်အဲထုံးစံတိုင်းပဲကျွန်တော် caption မှာလည်းတက်တွဲပေးထားသလို link ကိုလည်းဒီမှာစာတန်းလေးထိုးပေးထားပါဗျ။ဆိုတော့ကျွန်တော်ပြောနေရကြပါတယ် unboxing လေးစလိုက်အောင်။ဟွန်းဒီနေ့59 Pro ကမနစ်ကနဲ့ရှင်းလိုက်မှာဆိုရင် design ဘိုင်းလေးပြောင်းသွားတယ်၊ camera ဘိုင်းလေးပြောင်းသွားတယ်။နောက်ပြီးတော့ battery လေးလည်း upgrade လုပ်လာတယ်။ပုံမှန်တိုင်း chipset ကလည်းတစ်နှစ်တစ်ခါ refresh upgrade လုပ်လာတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ ြည်လိုက်မယ် so fine x9 pro has a has a blend နဲ့ collaboration set လုပ်ထားပြီးသားပေါ့เนาะ make your movement 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 ဆိုတော့ဒီမှာဘာပါမလဲဆိုတော့ကျွန်တော်တို့ထုံးစံတိုင်းပဲ cover ပါမယ်ပေါ့เนาะအဲ cover silicone cover ပဲဒါပေမဲ့အမဲလည်းမဟုတ်ခဲပေါ့เนาะခဲအောင်အညိုးဘက်ရောက်တဲ့ခဲအောင်လိုမျိုးပေါ့เนาะ ောက်ပြီးကျွန်တော်ဖုန်းပါမယ်ဖုန်းကတော့ okay ကင်မရာကတော့နည်းနည်းလေးခိတ်တယ်ပြီးတော့ဒီမှာကျွန်တော်တို့ဒါ global version စင်ကူအလုံးဆိုတော့3 pin နဲ့လာမယ်3 pin ကမှသူက super voice ကိုဒီကောင်လေးကဘယ်လောက်ထိ support လုပ်ထားလဲဆိုတော့80 watt ပေါ့နော်80 watt နဲ့ပြီးတော့ကျွန်တော်တို့ type a to c လာမယ်ကျွန်တော် sim adapter ပါလာမယ်ဒါတွေကတော့ ုံးစံအတိုင်းပဲမြင်နေကြပဲပေါ့နော်ဟိုကျွန်တော်ဟိုတလောအန်ဘောင်းစင်းလောက်တော့မေးတာတတိယလို့ပေါ့နော်ဒီပင်တွေကဘာကြောင့်ဟိုမတူညီရလဲဘာကြောင့်꿰ရလဲဆိုတော့ကျွန်တော်ထုတ်တဲ့အဲဒီဟာဆိုရင်စင်ကာပူနိုင်ငံမှာသုံးဖို့ရည်ရွယ်ထားတဲ့အလုံး global version ပဲအဲ့ဒီအတွက်ကြောင့်စင်ကာပူနိုင်ငံရဲ့ standard ခေါင်းတွေပဲလာတယ်အဲ့လိုမျိုးပေါ့နော်တကယ်လို့ time time မှာသုံးဖို့ဟိုရည်ရွယ်ထားတဲ့အလုံး time မှာထုတ်တဲ့အလုံး global version မှာ time ဟို time လုံးဆိုရင် time မှာသုံးတဲ့ခေါင်းတွေလာမယ်ပေါ့နော်ဒါဘာဘာရောမဟုတ်ပါဘူးလမ်းကြုံလို့ကျွန်တော်ဟိုပြောပေးလိုက်တာပါ အမဲအရင်ရောမဟုတ်ဘူးခဏလေးဟောဒါလေးကကန့်နေသေးရဲ့โอเคโอ้ဟန်ဖီလင်းကလုံးဝကန်လိုက်တာနဲ့တကယ်ကိုတော်တော်မိုက်တဲ့ဟန်ဖီလင်းပြ Flash ရဲ့ ဖုန်းတလုံး premium luxury စမ်းတဲ့ဖုန်းတလုံး handphone ကိုတန်းရတယ်။ကင်မရာဘန်းကတော့တော်တော်ကြီးကိုထွက်တယ်။အဲမနစ်ကနဲ့ရှင်းလိုက်မယ်ဆိုတော့ကျွန်တော်ကတော့ဒီနှစ် design ကိုပိုချိုက်တယ်ဗောနော်။ကင်မရာ hub လောက်ကြီးမနစ်ကလိုကင်မရာ၄လုံးမဟုတ်တော့ဘဲနဲ့ကင်မရာ၃လုံးပြောင်းလိုက်တယ်ပေါ့နော်မနစ်ကသူတယ်လီနှလုံးထည့်နေရမှာဒီနှစ်တယ်လီကို200မဂါပစက်အများကြီးသုံးပြီးတစ်လုံးတည်းပြောင်းလိုက်တယ် main sensor နဲ့ extra wide ပါလာမယ်နည်းနည်းလေးကင်မရာဘန်းကတော့ထွက်တယ်အမ်နောက်ပြီးတော့ဒီ texture texture တော်တော်မိုက်တယ် base frame နေရာတော့ flat frame ပဲ okay ဒီမှာက ဘတ်တန်တစ်ခုထည့်ပေးထားသေးရပေါ့နော်ဒီဘက်ဘေးမှာကဒီဘက်ဘေးမှာလည်းဘတ်တန်တစ်ခုပါသေးရဆိုတော့ကျွန်တော်ဖွင့်ကြည့်မှာပဲဘလိုနေမလဲဆိုတော့အသိမှာပေါ့နော်ကျွန်တော်ဒါလေးတော့ခွာလိုက်ဆိုတော့ heavy လင်းကတော့တော်တော်မိုက်တယ်ဗျဟိုဟာတော်တော်တော်လေးကိုမိုက်ပါတယ်မနေ့တော့အလိုမျိုး cycle shape ကြီးရေ cap တွေထက်ဆိုင်ရင်တော့လုံးဝ flat display ပြောင်းသွားပြီ base frame တွေကအစား flat ပဲဒီရှေ့မှာ gorilla glass vitus 2နဲ့လာမယ် glass ဘတ်ပဲ aluminum frame လူမီနီယံဖရိန်လိုက်တိုက်တေးနီယံချကိုရဆိုတော့တိုက်တေးနီယံလားတော့မသိဘူးပေါ့နော်ဒါပေမဲ့အရောင်ပဲတိုက်တေးနီယံလို့သုံးတော့လားဒီဘေးဘက်ကကျွန်တော်ထင်တော့အလူမီနီယံဖရိန်ပဲဖြစ်ပုံများပါတယ်တခြားတော့အာမမခံဘူးပေါ့နော်ဆိုတော့ဟန်ဗီလင်တော်တော်မိုက်တယ်ကျွန်တော်ဟိုပြောပေးနိုင်တဲ့တစ်ချက်ကတော့လုံးဝတကယ်ဖလက်ရှစ်ဖုန်းတလုံးကိုကင်လိုက်ရတဲ့အရာသာခံစားရတယ်ဒီရောင်ကတော့ စပ်တယ်ဖြစ်ပါတယ်ဟိုအရန်အမဲအောင်ပဲမသွားပါပဲကျေးဇူးတင်တယ်အရန်အမဲအောင်ကြီးဆိုရင်လေတချို့တွေတော့ကြိုက်ပါဘောနော်ကျွန်တော်ဆိုရင်ဖုန်းကထားထားခြင်းနဲ့နေရာထားတင်ခြင်းနဲ့တင်အမဲအောင်ဆိုရင်မှောင်တဲ့နေရာဆိုပျောက်သွားအများလို့ကျွန်တော်အဲအမဲအောင်နည်းနည်းလေးဟိုဟို trauma ရတာဘောနော်โอเคဆိုတော့မနေ့ကနေ့ရှင်းလိုက်ပြီဆိုရင်နည်းနည်းလေးပိုလေးသွားတယ်အဓိကတော့ battery လည်းသူ upgrade လုပ်လာပါဘောနော်မနေ့က9000ကျော်ကနေဒီနေ့8500 mAh ပါလာဆိုတော့နည်းနည်းလေးလေးပိုထူသွားတယ်နည်းနည်းလေးလေးပိုလေးသွားတယ်ဒါပေမဲ့ဟိုအရှိတ်ဘက် display ကလည်းလှကြက်ပဲဟော ကာလာ OS system နဲ့လာမယ်ဆိုတော့ကျွန်တော်ဒီမှာ region ကိုထုံးစံနိုင်ပဲကျွန်တော်မြန်မာထားလိုက်ပါမယ် unicode font လေးကလည်း color wise system font อ่ะတော်တော်လှာ system ကို15เนี่ยလှာပါเนาะဆိုတော့ဒါလေးကိုကျွန်တော် skip လုပ်လိုက်မယ် fingerprint လည်းဒီနေ့တို့က ultrasonic fingerprint ဖြစ်သွားပြီပေါ့เนาะဆိုတော့ ultrasonic fingerprint ဆိုတော့ minute တောင်းအလိုမျိုးကျွန်တော် optical မဟုတ်တော့ပုံမြန်တယ်ပေါ့เนาะဆိုတော့ကျွန်တော်ဒီမှာလက်တွေ့လေးတစ်ချက်စမ်းပြအဲခဏလေးပတ်တန်ပတ်တန် ဟောဒီမှာ5စက္ကန့်ပြန်ဆောင်အဲ့ဒါတိတ်စိတ်မရှိဘူးโอเคဆိုတော့ဒီမှာကျွန်တော်ဒီဘတ်တန်ကျွန်တော် review unit တိုင်အောင်အဲ့လိုမျိုးဘတ်တန်လေးထည့်တာပေါ့နော်โอเคဆိုတော့ကျွန်တော်သဘောကျ fingerprint ကဟိုးအောက်ကြီးကိုအရင်မရောက်နေဘူးကျွန်တော်လက်နဲ့ကင်တဲ့အနေမှာဖွင့်လို့မြန်တဲ့အလွယ်တကူလက်လန်းမီလို့ရရနေရမှာထဲပေးတာမစိုးဘူးပေါ့နော်။ကေတန်ဒုံ face card ကိုကျွန်တော်နောက်မှပဲထည့်လိုက်တော့မယ်ပြီးတော့မှကျွန်တော် fingerprint တစ်ချက်စမ်းပြမှာပေါ့နော် okay okay screen color မျိုးကို standard ထားမှာ neutral ထားမလားတဲ့အဲ neutral ထားလိုက်မယ်ဗျာချက်ချာ color was offset display ကောင်းလေရောဒါသူ only color was ကိုဟိုတင်တာပေါ့နော် okay so ကျွန်တော်ဒီမှာ Ultrasonic fingerprint ဖြစ်သွားတာမြန်သွားတာသိတာပေါ့နော် face and lock ကတော့ ျွန်တော်လက်ရှိစမ်းနေတဲ့ Vivo X300 Xiaomi 70 Pro Max ကိုတော်တော်သဘောကျတယ် Vivo X300 X300 Pro မှာကျတော့ X300 Pro မှာကျတော့ Face Unlock မစိုးဘူး Fingerprint လည်းတော်တော်လေးမြန်လာတယ်ဒီ Face Unlock လည်းဒီမှာမြန်မြန်လောက်ပါပါ Face Unlock တော့ကျွန်တော်မစမ်းတော့ဘူးပြီးတော့ကျွန်တော်ခုနပြောသလိုမျိုးပေါ့နော် Display ကလုံးဝ flat back ကိုပြောင်းသွားတယ်ဒါပေမဲ့ resolution တွေပါတယ်အခုအနေထားအရဒီ display ကြီးကကြီးလိုက်တာနဲ့ ADB ကို AMOLED ပြတော်တော်ကြီးကိုနှင်းဖြစ်မှာသိကြတယ် AI နဲ့ Oppo AI ဆိုပြီး AI feature တွေလည်းပါတယ်ပေါ့နော် global version ဖြစ်တဲ့အတွက်ကျွန်တော်အကုန် AI နဲ့ပတ်သက်သမျှ Google AI နဲ့ Oppo AI နဲ့အကုန်လုံးသုံးလို့ရမယ်။ဒီဘက်မှာ display တဲ့ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မှာပေါ့နော်။ anchor icon firstly မျက်မျက်စိ on ဖြစ်တဲ့ဟာ adapted tone font ကတော့အဆင်ပြေတယ် image sharpness ရှပန်းနာ image sharpness ရဲ့ဒီမှာ video color boost ရဲ့အဲ့လိုမျိုးဟာရဲ့လက်ပါမယ်။နောက်ပြီးတော့ကျွန်တော်တို့ screen refresh ကို high ထားမလား standard ထားမလား auto slack auto slack ပဲထားလိုက်မယ်ပေါ့နော် ADPO ဆိုတော့ကျွန်တော် battery efficient ပို့ဖြစ်အောင်ပေါ့နော်ဆိုတော့ပြီးတော့ performance ဘိုင်း damage အဲနောက်ဆုံးထွက်ထားတဲ့9000ဆင်500နဲ့လာမှာဆိုတော့ performance ဘိုင်းကလည်းဘာမှအများကြီးပြောနေကြမှာမလို့အဓိကတော့ကျွန်တော်ခုနပြောသလိုမျိုးပေါ့နော် design ဘိုင်းပြောင်းသွားတာကျွန်တော်သဘောကျတယ် camera ဘိုင်းအဲ camera ဘိုင်းမှာလည်းသူတို့တကယ်ကိုမလိုအပ်တဲ့ tele sensor ကြီးနှစ်ခုထည့်မယ်စာ200 megapixel တစ်လုံးနဲ့အဲကျွန်တော်တို့ မကပစ်စက်များများတုံးပြီးတော့တယ်လီဆန်သော Chromat ပုံစံနဲ့တွားထားတယ်ဒီမှာကင်မရာမှာသူက Lumo Camera System နဲ့ Front 50 Megapixel, Rear 50 50 200 Megapixel သုံးလုံးပါလာမယ် performance booster မှာ cpu vitalization လည်းပါလာမယ် display size ကတော့6.78 inches ဆိုတော့ဒီ size လေးကအတော်ပဲ6.8တော့6.9တော့ပိုကြီးရောကြီးရပါတော့ဒါပေမဲ့ကျွန်တော်ဟိုလက်တကင်လက်နဲ့ကင်ပြီးလက်တကင်စာအနေထားထက်နည်းနည်းလေးပိုကြီးပြီးတော့အရင်ကြီးလည်းမဟုတ်တဲ့ size မျိုးထဲမှာပါရပါတော့ဒါပေမဲ့6.8 inches ပါပဲ အဲနောက်ပြဒီဘေးဘက်အဲ့အဲ့လိုမျိုး6.8 6.9မဖြစ်သွားတဲ့အတွက်ဒီဘေးဘက်ဒီဘက်ကလည်းအရင်ကြီးရောမကြီးသွားတော့ဘူး။ဆိုကျွန်တော်သဘောကျတယ်။ပြီးတော့ဒီမှာဘက်ထရီကတော့7500 mAh အဲဆီလီကွန်ကာဗွန်ဘက်ထရီကိုသုံးပေးထားတယ်။ဆိုကျွန်တော်ကင်မရာလေးတစ်ချက်ဘယ်လို feature တွေပါလဲကြည့်ကြည့်အောင်။တော်တော် Hasselblad နဲ့ဆက်ပြီးတော့ collab လုပ်ထားအောင်ပေါ့နော်။ဒီမှာ Lumo, Oppo, Honor ဆိုပြီး ကင်မရာဆိုပြီးတော့ပြောင်းသွားတယ်ဒါသူတို့ကျွန်တော်ထင်တော့နောက်ပိုင်းကျရင်တော့အဲ့ Hasselblad နဲ့လက်တွဲဖြုတ်တဲ့အခါမှာဒါမျိုးကိုပြောင်းမှထင်တယ် Try smashing နဲ့ stage တို့ firewall တို့ဒါ macro ပြောင်းတော့ master ရတယ် master ကတော့ကျွန်တော်ထင်တယ် pro move ပေါ့နော် okay ကျွန်တော်ဒီမှာ video မှာ video မှာဘယ်လောက်ထိရတယ်ဆို 4K ကို120 frame per second ထိရတယ်ပေါ့နော် ဒါပေမဲ့ 8K မရဘူးပေါ့နော်အဲ့ဒီခုတော့ပြောကြရှိမယ်နောက်ပြီးတော့ကျွန်တော်ဒီမှာ zoom ကို 120hd ရတယ် okay ကျွန်တော်ခုနကပြောသူမျိုးပေါ့နော်ဟိုတယ်လီဆန်တိုင်းနှလုံးထည့်မယ်ဆိုတာဒီလိုမျိုး200 megapixel မြန်မာထည့်ပြီး crop ချရဲ AI နဲ့ပေါင်းချရတယ်ပို့ပြီးတော့သဘောကျဖို့အဆင်ပြေတယ်အနောက်ဘက်မှာလည်းကင်မရာအကြီးကြီးမဖြစ်တော့ဘူး filter အနေနဲ့ကတော့ဒီမှာ cool flash တဲ့ 800 Flint နဲ့ CCD ရဲ့ Flint CC Flint NC Flint NH အရင်တော့ကျွန်တော်တို့ဟိုနေ့ဖြစ်နေကြ fitter လေးပေါ့နော်သူ classic negative နဲ့တူရဲ့ Flint ဟို Flint sim fitter လိုမျိုးဟာလေအကုန်ပါလာတယ်ဒါကတော့ retest ဒါကတော့ကျွန်တော်တို့ Misty Glowy Dream ကတော့သူ့ရဲ့ဟိုဘိုးရဲ့ဟို online ဟိုဘလို့ကောင်းလဲကင်မရာတွေမှာကျွန်တော်တို့ lens fitter တက်ပြီးသုံးတဲ့ဟာလိုမျိုးပဲဆိုတော့ဒီမှာ portrait မှာကျွန်တော်တို့ 1h 23မီတာ35 47 70 85 85 85တိတော့ရတယ်ဗောနော်85အထက်တော့သူသူပေါ့ဆွဲမှာမပါဘူး Hasselblad high resolution နဲ့ Hasselblad high high resolution တခြား feature တင်နေတဲ့ night pan လို့ pro video slow mo timeless long exposure dual view underwater stick ကအဆုံးပါပဲဆိုတော့ကင်မရာ feature တွေလည်းအဆုံးပါတယ်ဆိုတော့ကျွန်တော်တစ်ချက် ကျွန်တော်အယုတ်ကလေးဆန်းပြီးရိုက်ကြည့်လိုက်အောင်ဖိုတိုနဲ့ပဲကျွန်တော်သွားလိုက်မယ် 2x နဲ့ပဲဆိုတော့ဒါကတော့ default ပေါ့နော်ကျွန်တော်ဘာမှဟို out the box software version နဲ့ဆန်းရိုက်ထားတဲ့ပုံတွေပါအဲအရင်ရော့ထူးခြားတာမျိုးတော့တွေ့ရတယ်ပေါ့ဒီမှာကျွန်တော်ခဏလေး ဘတ်တာမတ်လေးထည့်ခြင်းလို့ဟောโอเคကျက်နည်းနည်းလေးဟွန်းစိုးအောင် age detection လေးတော်တော်ကောင်းတယ်ဒါအယုံမှာတော့မသူ focus ဟို age detection ဖြစ်တာလေးမစိုးတော်တော်သဘောကျအဆင်ပြေတယ်တတိယတပုံး ာလာမှန်တယ်ကာလာကတော်တော်မှန်လားအိုးပိုးကအဲ့တချက်တော့အဲ့ဘက်ကိုသွားတာများတယ်ကျွန်တော်တို့ဘယ်လိုပြောရမလဲမျိုးလုံးနဲ့ကြည့်လိုက်တာနဲ့ဆိုရှယ်မီဒီယာပေါ်တန်းတင်ပြီးဟိုတန်းကြည့်ရတယ် ice sketching ဖြစ်တဲ့ color ပုံစံဘက်ကိုသွားတာမဟုတ်ဘဲနဲ့ကျွန်တော် အပြင်မှာမြင်ရတဲ့ look ပုံစံဘက်ကိုသွားတာများတယ်ဆိုတော့၃ပုံလုံးကျွန်တော်ကြည့်ရတဲ့တော့ color တော်တော်လေးမှန်တယ်ပေါ့နော် lighting on နေနေဆို okay ဆိုတော့ camera ဘိုင်းကြီးကတော့ အာဒီလောက်ပဲ performance ဘိုင်းလည်းပြောပြီးဆိုကျွန်တော်တို့ဟို audio ဘိုင်းလေးတစ်ချက်ဆန်းကြည့်လိုက်မယ်ပေါ့နော် haptic လည်းကောင်းတယ် haptic ကတော့ဘာမှပြောနေကြမလို့ဘူး haptic haptic ကိုလေအရင်က os down လို့မထင်ဘူးကျွန်တော် os မှာတို့ online ဖြစ်လိုက်တဲ့အနေအမှာ os os ကိုတို့လုံးဝ refresh လုပ်ကြလိုက်တဲ့အချိန်မှာ color os က haptic ကတော်တော်ကြီးကောင်းလာတယ် glasses တဲ့ ကောင်းတယ်ကောင်းတယ်ကောင်းတယ်ဆိုတာဟိုဟာဟိုအတန်တော်တော်ကြီးကိုလောင်းနေစကောင်းတယ်အဲ့ဒါကိုမှအတန်ကွဲတာမျိုးမရှိဘူးနောက်ပြီးတော့ balance ဖြစ်လို့နီးပါပေါ့နော်အပေါ်ဘက် speaker နည်းနည်းလေးပိုတိုးတာအရင်ရောမသိတာအရင်ဟို focus လုပ်ပြီးနားထောင်မှာအဲ့ဒါအပြုံးမှာဒီ surround ဆောင်းအရာတာကိုဒီ window မှာပါခန်းစားလိုက်ရအဲ့အားလေးကတော်တော်မစိုးဘူးပြီးတော့ battery ကလည်းပြီးသွားပြီကျွန်တော်ခုနကပြောတဲ့ဒီ981နဲ့7500 mAh နဲ့ဆိုတော့ okay ဆိုတော့ကျွန်တော်ဒီ Oppo Find X9 Pro လေးကို review လုပ်ပေးပါမယ် global version ဖြစ်တဲ့အတွက် review လုပ်လို့လည်းပိုကောင်းမယ်လို့ထင်ပါတယ်အဲဒီအပိုင်းတွေမှာလည်းကျွန်တော် Vivo X200 Pro ကို review လေးလည်းလာဖို့ရှိပါတယ်ဆိုတော့ဗီဒီယိုဒီအပိုင်းနည်းနည်းလေးကျဲတော့ကျဲနေရပါတော့ကျွန်တော်လည်းနည်းနည်းတိုင်ပတ်အလုပ်ချုပ်နေရတဲ့ဟို မတင်ပြတာပါဆိုတော့ဗီဒီယိုတွေကိုအမြဲလိုလိုကြည့်ပေးရဲ့အပြင်မှာဒီလိုမျိုးအဆုံးအထိစိတ်ရှည်လက်ရှည်လဲကြည့်ပေးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပဲပြောရင်ကျေးဇူးအများကြီးတင်ပါတယ်ဗောနော်ကျေးဇူးအများကြီးတင်ပါ